ေးရွက်စိတ်တွေဟာကဘာပေါ်မှာလူသားတွေထက်နှစ်ပေါင်းတန်းချီစောပြီးစင်ကဲစင်ကဲရှင်တန်ခဲ့ကြတဲ့အင်းဆက်တွေဖြစ်ပါတယ်။သူတို့ရဲ့လူမှုအဖွဲ့အစည်းဟာလူသားတွေထက်ပိုမိုရှုပ်ထွေးပြီးအံ့ဩစရာကောင်းတဲ့အချက်တွေအများကြီးရှိပါတယ်။ဒီနေ့မှာတော့ပြစ်စိတ်တွေရဲ့ထူးခြားပြီးစိတ်ဝင်စားစရာကောင်းတဲ့နေထိုင်မှုပုံစံနဲ့အလုပ်လုပ်ပုံတွေကိုပြောပြပေးသွားမှာပါ။ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနော်။ဗီဒီယိုလေးမဆက်တင်ပြီးကျွန်တော်တို့ရဲ့တုဒ္ဒဆောင် channel လေးကစိတ်ဝင်စားစရာတွေကိုတင်ဆက်ပေးနေတာကြောင့် subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။ဒါဆိုရင်ဆက်လိုက်ရအောင်။ ပြည့်ရစိတ်အောင်တခုမှာဘုရင်မအလုတမားပွေရစိတ်နဲ့စစ်တီပွေရစိတ်ဆိုပြီးအခန်းကဏ္ဍလိုက်တာဝန်တွေခွဲထားပါတယ်ဘုရင်မဟာဥပိုးတက်တက်တာဝန်ယူပါတယ်အလုတမားပွေရစိတ်တွေကတော့အစာရှာတာတွေအိမ်ဆောက်တာတွေတာပေါက်ပြည့်စိတ်လေးတွေကိုပြုစုစောင့်ရှောက်တာတွေကိုလုပ်ဆောင်ကြပါတယ်ကျွန်တော်တို့လူတွေလိုပဲပွေရစိတ်တွေမှာလည်းဆက်သွယ်ရေးစနစ်တွေရှိပါတယ်ပြည့်စိတ်တွေဟာအနန္တကနေဆက်သွယ်ကြပါတယ်သူတို့ရဲ့ဖီရိုမုန်းလို့ခေါ်တဲ့ဓာတုအချက်ပြမှုတွေကိုအသုံးပြုပြီးအစာရှာဖွေရာလမ်းကြောင်းတွေအနေနဲ့တတိပေးချက်တွေကိုအချင်းချင်းပြောဆိုကြပါတယ် ပြွရစိတ်တွေမှာလည်းစက်ပြိုးရေးလုပ်သားဆိုပြီးရှိပါတယ်။တချို့ပြွရစိတ်မျိုးစိတ်တွေဟာမှုတွေကိုစက်ပြိုးပြီးစားတော့ကြပါတယ်။ဥပမာလစ်ကတာအန်လို့ခေါ်တဲ့ပြွရစိတ်မျိုးစိတ်တွေဟာအရွက်တွေကိုဖျက်ယူပြီးအုံထဲမှာမှုပေါက်အောင်စနစ်ကျစက်ပြိုးကြပါတယ်။တချို့ပြွရစိတ်မျိုးစိတ်တွေဟာအခြားပြွရစိတ်အုံတွေကိုတိုက်ခိုက်ပြီးစစ်တုံ့ပန်အနေနဲ့ရရှိလာတဲ့ပြွရစိတ်တွေကိုသူတို့ရဲ့အုံအတွက်အလုသမားဖြစ်အတင်းကျပ်အလုခိုင်းကြပါတယ်။ပြွရစိတ်တွေမှာတန်လိုက်အာယုံခံစနစ်လည်းပါရှိပါတယ်။ဒီစနစ်ကိုအသုံးပြုပြီး ပြရစိတ်တွေဟာလမ်းမှန်ကိုရှာဖွေနိုင်ကြပါတယ်။ဒါကြောင့်သူတို့ဟာအိမ်ပြန်လမ်းကိုအလွယ်တကူရှာတွေ့နိုင်ကြပါတယ်။ပြရစိတ်တွေရဲ့ထူးခြားချက်ကတော့သူတို့ရဲ့ကိုယ်လေးချိန်ထက်90စက်ထိလေးတဲ့အစာတွေကိုတည်ဆောင်နိုင်ကြပါတယ်။ဒါ့အပြင်သူတို့ရဲ့ဥနောက်ဟာအလွန်သေးငယ်ပေမဲ့အလွန်ထိရောက်တဲ့ဆက်သွယ်ရေးစနစ်နဲ့အလုပ်လုပ်ပုံတွေကလည်းအံ့ဩဖို့ကောင်းလွန်ပါတယ်။ဒီလောက်ဆိုရင်တင်းငယ်တဲ့ပြရစိတ်လေးတွေရဲ့ကြီးမားလာတဲ့လောကကြီးအကြောင်းနဲ့လှုပ်ဆောင်ချက်တွေကိုသိရှိပြီးဖြစ်လောက်မှာပါ။ အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and share လေးလုပ်ထားခဲ့ပါကျွန်တော်တို့ရဲ့တုဒ္ဒဆောင် channel လေးကစိတ်ဝင်စားစရာတွေကိုတင်ဆက်ပေးနေတာကြောင့် subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်နောက်ဗီဒီယိုမှာတွေ့ကြမယ်နော်